ဘာစီလိုနာအသင်းရောအချိန်ပေါ်တွင်နိုင်ရခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပွဲတွင်အင်တာမီလန်အသင်း2ဂိုး3ဂိုးဖြင့်ရှုံးနိမ့်နေခြင်းမှာကွင်းအပြင်ဆောထွက်ခဲ့ကြတဲ့အင်တာမီလန်အသင်းပရိသတ်များသည်အချိန်ပိုကိုကြီးကွင်းရရန်အတွက်ဆန်စီယိုကွင်းအတွင်ပြန်လည်ဝင်ရောက်ခွင့်ရရန်တောင်းဆိုခဲ့တော်လဲဝင်ခွင့်မရခဲ့ကြောင်းသိရပါဗျ။မေလ6ရက်နေ့ကကစားခဲ့တဲ့ချန်ပီယံလိဒုတိယအကြော့ပွဲစဉ်တွင်အင်တာမီလန်အသင်းသည်အိမ်ကွင်းဆန်စီယိုကွင်းတွင် ပွဲပြီးကန်ဒီအထိဘာစီလိုနာအသင်းကို2ဂိုး3ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးနှကြော်ပေါင်း5ဂိုး6ဂိုးဖြင့်ပြိုင်ပွဲမှာထွက်ခွာရရန်အလွန်နှီးစက်ခဲ့ပါတယ်။ထို့ကြောင့်စိတ်ပြလက်ပြဖြစ်နေတဲ့အင်ရှင်အင်တာမီလန်အသင်းပရိသတ်အချို့သည်ပွဲမပြီးခင်အထိဆန်စီယိုကွင်းတွင်းမှာထွက်ခွာခဲ့ကြကြောင်းသိရပါတယ်။သို့သောပွဲပြီးကန်ဒီနာကျင်အချိန်မှ3မိနစ်တွင်အင်တာမီလန်နောက်ခံကစားသမားအာချာဘီကတတိယခြေပါဂိုးကိုသွင်းယူပေးခဲ့ပါတယ်။အာချာဘီဂိုးသွင်းယူပြီးနောက်ကွင်းပြင်သို့ဆောထွက်လာတဲ့အင်တာမီလန်ပရိသတ်များသည့် ကွင်းတွင်းပြန်လည်ဝင်ရောက်ပြီးအချိန်ဘုံကိုစက်ကြီးကွင်းရရန်ကွင်းတောင်ရှိသူများကိုတောင်းဆိုခဲ့ကြကြောင်းသိရပါဗျ။ TND Sport က X တွင်တင်ခဲ့တဲ့ဗီဒီယိုတွင် Inter Milan ပရိသတ်ချို့သည်စန်စီယိုကွင်းတွင်းပြန်လည်ဝင်ရောက်ခွင့်ရရန်ကွင်းလုံချုံရေးအမျိုးသမီးထံတောင်းဆိုနေသည်ကိုမြင်တွေ့ခဲ့ရပါဗျ။သို့သောကွင်းလုံချုံရေးက၎င်းတို့၏တောင်းဆိုမှုကိုငြင်းဆန်ပယ်ချခဲ့ကြောင်းသိရပါဗျ။ Inter Milan သင်းသည်ဆိုပါပွဲတွင်မိနစ်90အတွင်း3ဂိုး3ဂိုးဖြင့်တည်ကြခဲ့ပြီးနှစ်ကျော်ပေါင်း6ဂိုး6ဂိုးဖြစ်နေတယ်။အချိန်ဘုံဆက်ကစားခဲ့ရာပွဲချိန်69မိနစ်တွင်သွင်းယူခဲ့တယ်။ Fratesi ၏ဂိုးကြောင့် ၄9ခုဖြင့်အနိုင်ရကနှစ်ကြော်ပေါင်း9969ဖြင့်ချန်ပီယံလိဘူလီပွဲတက်ရောက်နိုင်ခဲ့ပါတယ်။အင်တာမီလန်သင်းရဲ့အောင်ပွဲကိုကွင်းတွင်းမှဆော့ထရမိခဲ့တာကြောင့်လွဲချော်ခဲ့သူများကိုပရိသတ်များကလူမှုကွန်ရက်တွင်လှောင်ပြောင်ခဲ့ကြကြောင်းသိရပါတယ်။ဘောလုံးပရိသတ်များကသမိုင်းမှာအကောင်းဆုံးပွဲတစ်ပွဲကိုလွဲချော်ခဲ့ကြတာပဲ။ကိုတိုင်နဲ့ကိုကံပဲသူတို့ကိုမစားနိုင်နိုင်ဘူး။သူတို့ဟာသူတို့ရွေးချယ်မှုနဲ့အကျိုးဆက်ကိုခံစားခဲ့ရတာပဲလို့စတဲ့မှတ်ချက်များကိုရေးသားခဲ့ကြပါတယ်။